စတမရစွတ်တော်လိုက်တာလေဝိုင်းချီကျူရဆိုပျော်နေပါမသိကိုနိုင်တယ်လို့ပဲဆိုစုထိုင်ကိုစတမရဘာခတ်တယ်လေအဲ့လိုဆိုစူးစမ်းခဲ့ပါတယ်ဒီတိုင်းမှာအော်ငါကောင်တာပြန်ပြစ်ဖြစ်နေရယ်ပြန်စွင်းတော့မယ်ဆိုရယ်နေမှာငလင်လှုပ်သွားအဲပြန်လှည့်ဖို့ရှိပါတယ်ကျွန်တော်တကယ်ဒါမဲ့ဟိုပါဘော့ရှေ့ရတရလဲဒီကြက်တောင်ဟာရှိရောလေကိုကကိုအရှက်မကွဲအောင်လို့အတင်းနေစူးစမ်းနေရတဲ့အချိန်ဆိုတော့ညဘက်တည်းဆိုရင် မောပြီးတော့မလုံနိုင်တော့ ါကကျွန်တော်တို့ဟောပေါ့မမင်တန်အပြော်ပြိုင်ပွဲလေးဖြစ်ပါတယ်ကျွန်တော်ငလင်ဘေးတင်ခဲ့အင်းလေးဒေတာပြလန်ထူတောင်ရေးအတွက်ပေါ့နော်ကျွန်တော်ရန်ပုံငွေပွဲလေးလောက်ကြရပါဟုတ်ရက်ွက်အစ်ဟုတ်တယ်ဟုတ်တယ်ငငယ်တော့ဆိုအိမ်ရောက်မှာဆင်းဆင်းပြီးတော့အကိုတို့နော်မောင်မမအိမ်နေပေါ့အဲ့လိုတော့ရိုက်ပူပါတယ်အဲပြပွဲလေးနေရရတော့ဒါကတော့စီပစ္စည်းကန်းနေနေနော်ဟိုကြောက်ကြောက်တဲ့စိတ်တွေပေါ့နော်ပရိသတ်တွေလည်းဘေးမှအများကြီးကြီးနေတယ် live တွေလည်းလွင့်နေရဲ့ဆိုတော့ကြောက်တဲ့စိတ်တွေပေါ့နော်ညနေပွဲရတော့အကောင်းဆုံးကျိုးကျိုးစားပါတယ် အဲ့အချိန်လေးကတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်အခုဝန်ဝန်နဲ့နောက်ဆုံးတစ်ပွဲရိုက်ဖို့ရှိတယ်အဲ့ဒါပေါ်မှာမူတည်ရပေါ့နော်ကျွန်တော်တို့ဒီနေ့အောက်ဆုပ်ပတ်လေဆီမီဖိုင်နယ်နဲ့ဖိုင်နယ်ကြတော့ဒီဝန်ဝန်နဲ့ကျွန်တော်နဲ့ပွဲမှာဘယ်သူနိုင်လဲနိုင်တဲ့လူတက်မှာပေါ့နော်ဟုတ်အဲ့ဆွမ်းကုန်ကြိုးစားမှာမကြိုးစားလို့ရှိရင်ပါလာတဲ့တငယ်ချင်းထောင်းမှာသူကကျွန်တော်ထွေးပေးထားတာလေချွေရွှန်းလဲဆိုတော့ကျွန်တော်တငယ်ချင်းကိုသူကဇညွန်းရေးရကျွန်တော်ချုပ်ခါစင်တက်တဲ့ချစ်တစ်ခွတ်တော့ပါသူရေးရပါဆောင်ပြောတာပေါ့ခုန်ခန့်တူမင်းပြိုင်ပါလေ မင်းရတယ်ကွာဖုန်းကန်ဒူးမင်းကစကားတည်းထည့်ပြီးပြောနေတယ်။တကယ်ကျွန်တော်เนี่ยအရန်ကိုအရန်ခင်နေတဲ့တကယ်ချင်းဖြစ်နေတယ်။သူကခုသူငငယ်တဲ့ကြက်တောင်ဆိုတော့သူကျွန်တော်အခု train ပေးနေတယ်။အဘလောက်ခက်ခဲလဲဆိုတော့ pressure တခုကဆရတယ်ရှိနေပါဘူး။ဆရာကြီးနဲ့ဆိုတာဆို pressure ။သူနဲ့ရှုံးခဲ့တယ်ဒါပေမဲ့စက်တမတ်ရရပေါ့နော်။သူ37 17ပေါ့။အဲအဲ့ပွဲပြီးွားချိန်မှာအကုန်လုံးကဟာစုထက်တော်တယ်။နည်းရရှိတော်သူကစုထ လန်စက်တမရဆုထတော်လိုက်တာလေဝိုင်းချီကျူရဆိုပျော်နေပါမသိကိုနိုင်တယ်လို့ပဲဆုထရင်စက်တမရဘာခတ်တယ်လေအဲ့လိုဆိုစူးစားခဲ့ပါဒါပေမဲ့အဲ့လိုတော့ပြောလို့တော့မရဘူးခုနကဆုထရင်လည်းဒါကျွန်တော်တို့အရင်ညာရပေါ့သူလုံးလို့ရအများကြီးရှိရကျွန်တော်တို့လည်းသိတယ်ညာပြီးတော့ရိုက်ပေးညာပေါ့ အဲ့လိုဆိုတော့ဒါပြောလို့မရပါဘူး။အဲ stream ကပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဂျာထဲမှာနားလိုက်တယ်ပေါ့နော်။ဒီဂျာထဲမှာဩငါ counter ပြန်ပြစ်ဖြစ်နေရယ်ပြန် stream တော့မယ်ဆိုရယ်နေ့မှာငလင်လှုပ်သွား။ငလင်လှုပ်သွားတော့မ stream ဖြစ်တော့ဘူးပေါ့နော်။အဲ့ဒီကလေးကအခုထိပေါ့။ဟုတ်။အဲပြန်လှုပ်မရှိပါဘူးကျွန်တော်တကယ်ဒါမဲ့ဟိုပါပေါ့။ရှေ့ရက်တည်းကလည်းဒီကြက်တောင်ဟာရှိရောလင်းကောက်ကိုအရှက်မကွဲအောင်လို့အတင်းနေစူးစမ်းနေရတဲ့အချိန်ဆိုတော့ညဘက်နေဆိုရင် မောပြီးတော့မလုံနိုင်တော့ပြီးတော့မီးပြတ်တာရင်းနဲ့ဆိုတော့ ကျွန်တော်ပြန်ရွှင်းဖို့ရရှိပါတယ်အခု law လဲဟိုကောင်တာပြန်ဖြစ်ပြန်ပြီးတော့ပြစ်ဖြစ်နေမရွှင်းဖြစ်တာပဲရှိရပါတော့သူတို့ဖုန်းပို့ရနေကျွန်တော် stream ကြည့်နေကျွန်တော်သိရလို့လည်းရှိရပါတော့ဆိုတော့မျိုးစုံပါပဲဟိုပေါ့နှစ်ခုလုံးကတော့ဒါပရိသတ်တွေကိုချစ်ပြီးရောဟိုပေါ့ ဖယ်နေရလေးကောင်းတယ်ဆိုတာသူတို့တိဖို့ကသူတို့အစာဆုံးကြည်ရတာအဲ့လိုဆိုတယ်လေဒါဘာပြောကျင်းနေပါလေကိုယ်ချစ်ပြီးရူးတဆိုင်နဲ့စောင့်ကြည့်ပြီးလို့လမ်းလာဆိုတခါခါကြာရင်တော့ကျွန်တော်အရန်နေအဲ့လိုအခုခုလိုနေတလို့ကြီးရဖြစ်တယ်ကွယ်ညာဘက်တည်းဆိုကျွန်တော်အခုမရွှင်ပြစ်ပင်မဲ့ကောက်ကိုကောင်တာပြစ်ဖြစ်တယ်ကောင်တာပဲပြစ်တာအခြားခင်းနေရမဆော့ဖြစ်ဘူးကောင်တာပြစ်တဲ့ခါကျရင်အရင်တော့ဆိုလို့ရှိရင်ကျွန်တော်ကောင်တာပြစ်နေလို့ရှိရင်ဝက်ကန်နဲ့ပေးမှာမော်နီတာနဲ့လေချက် ဖတ်နေကြဆိုကာကာအဲ့လိုပြင်ပြင်တေဝိုင်းဆိုအဲ့လိုလက်လက်ကြည့်မရှိဘူးဆိုအဲ့လိုလေးတော့ရှိရအောင်ရွှေဘက်ကကြတော့ဒါတော့အဲ့ဒီအခုဟိုအားလုံးအစီအပြေဝါးအချိန်ကြာနော်ကျွန်တော်ပြန်ပြီးတော့ကျွန်တော်ပြောတဲ့စကားလေးနဲ့ပြတ်တက်တွေလိုက်ပြီးတော့ပျော်နိုင်တဲ့ရဲ့ရောက်ရင်တော့ကျွန်တော်ဆင်းပါအဲကျွန်တော်အခုတော့ဟိုအဲ့လိုလာပြောရတာပေါ့နော်ဟိုကျွန်တော်ပေါ့စီနဲ့ stream ဖို့ရှိရဲ့ chain together ဆိုရင်ဟိုကြိုးချီပြီးတော့တောင်ပေါ်တက်တဲ့ဟာလေအဲအဲ့ဒါ stream ဖို့ရှိရဲ့အဲ့ကောင်လေးကဂူတီကိုသူ့ မိပြက်လို့တို့မအားလို့တို့မတောင်းရသေးလို့လို့ reason မျိုးစုံပြရတယ်အမေ stream ဖြစ်တာသူ့ကြောင့်လည်းပါတယ်အဲ့ season အခု season 1မှာတင့်နေရပါတော့ပြန်မြိုင်းဖြစ်ဖို့ကတော့မပြောစမပြောတတ်သေးဘူးခုအဲ့ season ကတကယ်ပြည့်တတ်တွေသဘောကျတယ်ပေါ့နော်ကျွန်တော်တို့ random man လို့ရိုက်ထားရဲ့ harling ဆိုတယ်အဲ့တော့လည်း boxy ကြီးကိုတနာကြတာကလေကျွန်တော်ကဇက်ပို့ပေါ့ကျွန်တော်အကောင်းဆုံးဇက်ပို့ရှင်လေးဇက်ပို့ပေးလိုက်တာအဲ့ boxy ကလုံးဝဟုတ်ပဲနဲ့ဟုတ်ပဲနဲ့ဟုတ်တယ်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 ကို ဲ့မှာပေါက်ဆစ်ကိုချက်တဲ့လူအရင်များတော့လीတနာလို့ဆိုကလေးဦးဆိုအပေးဖို့ပဲလိုပါရဲ့ဘာဆိုကျွန်တော်ကြပြိတက်ကမရှိဘူးဆိုအလုံးလုံးလို့မရဘူးလीဆိုပြိတက်အပေးပါကျွန်တော်အဲ့လိုမျက်နှာမပြတ်စေရပါဘူးလို့ကြိုးစားပါမယ်ကျေးဇူးတင်ပါတယ်